မင်္ဂလာပါရှင်မိုးလေဝသနဲ့ဇလဗေဒညချမှုဦးစီးဌာနကနေနိုဝင်ဘာလ22ရက်ဒီဂရီ98နာရီအချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြေညာပါမယ်ရှင်မင်္ဂလာပင်လယ်မြောက်ပိုင်းနဲ့အရှေ့အလယ်ပိုင်းတို့တွင်တိမ်နေငယ်ဖြစ်ထွန်းနေပြီးကပလီပင်လယ်ပြင်နဲ့ကြံမင်္ဂလာပင်လယ်တို့တွင်တိမ်အင့်တင့်မှတိမ်ထူရနေပါမည် ဒီကနေ့ညနေထိခမ်းမန်းချက်ကတော့တနင်္လာရီတိုင်းဒေသကြီးတွင် နေရာကျကျရန်ကုန်တိုင်းဒေသကြီးအေရီတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင်နေရာကွက်ကြားမှုထိချုံရွာပါမယ်။ရွာအရနှုန်း80ဖြစ်ပါတယ်။နေပြည်တော်မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင်အများအားဖြင့်တာယာပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင်တိမ်တင့်တင့်ဖြစ်ထွန်းပါမည်မြမပင်လေးပြည်တွင် မြဝကျွန်းပေါ်မုတ်တမာကွေမွန်တနင်္လာရီကမ်းရံတလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့တွင်တခါတရံမိုးသက်လေပြင်းများကြာရောက်ပြီးလှိုင်းကြီးနိုင်ပါသည်။မိုးသက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းနေသည့်တနအိလင်မိုင်30ထိတက်ခတ်နိုင်ပါသည်။လိုင်းမြမှာမြဝကျွန်းပေါ်မုတ်တမာကွေမွန်တနင်္လာရီကမ်းရံတလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့တွင်ရှစ်ပေမှ10ပေကန်ရှိနိုင်ပါသည်။ကြံမြမပင်လယ်ပြင်တွင်လှိုင်းတင်တင်ရှိပါမည်။လိုင်းမြမှာရခိုင်ကဲရုံးတစ်ချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့တွင်၅ပြည်မှ9ပြည်ကရှိနေပါသည် နောက်နေ့ထက်ခမန်းချက်ကတော့စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းကချင်ပြည်နယ်ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင်ညအပူချိန်များအနည်းငယ်လျှော့နေနိုင်ပါတယ်။နေပြည်တော်မန္တလေးမြို့နယ်ဤဒဝိုက်တွဲဒီကနေ့ညနေထိခမန်းချက်ကတော့အများအဖြစ်သားရပါမယ်။ရန်ကုန်မြို့နယ်ဤဒဝိုက်တွဲဒီကနေ့ညနေထိခမန်းချက်ကတော့တိမ်တင့်တင့်ဖြစ်ထွန်းပါမယ်ရှင်။